ရှုစွာဘုရားသခင်ကျေးဇူးတော်ကိုချီးမွမ်းပါတယ်။အားလုံးမင်္ဂလာပါခင်ဗျ။ဒီနေ့တော့ထာဝရဘုရား၌ထူးဆန်းသောသူဖြစ်ဖို့ဆိုတဲ့ကောင်းစဉ်နဲ့ခွာပေးတော်မှာဖြစ်ပါတယ်။ဓမ္မရာဇဝင်ကျုပ်ပထမဆုံးအခန်း၄စာပိုက်၉နဲ့၃၀ကိုရှင်းပြမှာဖြစ်တယ်။စာပိုက်၉မှာထိုအရှင်မျိုး၌ရာဘတ်သည်ထူးဆန်းသောသူဖြစ်သူ၏အမိကငါသည်ပြင်းစွာသောဝေဒနာကိုခံ၍ ဤသားကိုမြင်ရပြီဆိုလျက်ရာဘတ်အမည်ဖြင့်မဲ့ဤပြောရတွေ့ရတယ်။ဆိုတော့ရာဘတ်ကသူ့သူ့ရဲ့နာမည်အတိတ်ပဲကိုကပါလဲဆိုတော့ပြင်းစွာသောဝေဒနာ၊နာကျင်ခြင်းဝေဒနာ၊နာကျင်ခြင်းဝေဒနာနော်ခံရခြင်းဝန်းနေခြင်းလို့အတိတ်ပဲရှိပါတယ်။ရာဘတ်ကဆလံဆရာကဘာပြောလဲဆိုတော့ဆလံ34စာပိုက်16နဲ့18မှာ ဖြောင့်မတ်သောသူတို့သည်အိုဟစ်သောအခါထာဝရဘုရားသည်နားထောင်၍သူတို့ကိုခတ်သိမ်းသောဆင်းရဲခြင်းထက်ကကယ်လွတ်တော်မူ၏။ယဘတ်ရဲ့အတိတ်ဘယ်ကနော်ဆင်းရဲခြင်းလို့လဲဆိုနိုင်တယ်။နာကျင်ခြင်းဝေဒနာနော်ဝန်းနေခြင်းနော်သူတို့တိတ်ပဲရှိတယ်။အဲ့ဒီသူတွေကိုတဲ့အိုဟစ်နဲ့ဘုရားသခင်ကကယ်လွတ်တတ်တယ်။ထာဝရဘုရားသည်ကြိုးပဲ့သောစိတ်ရှိသောသူတို့နှင့်နှလုံးကြည်ကွဲသောသူတို့ကိုနီးတော်မူ၏ နော်ရပတ်ကဲ့သို့သောကျွန်တော်ရဲ့ယုံကြည်သူများနှလုံးကြည်ခွဲနေတဲ့သူတွေဝန်းနေနေရတဲ့သူတွေနာချင်းချင်းဝေဒနာခံရတဲ့သူတွေနဲ့ဘုရားသခင်ကနှီးတယ်တဲ့အဝေးမှာမရှိနှီးတယ်နော်နောင်တဆိတ်ရှိ၍နှိမ့်ချသောသူတို့ကိုလည်းကယ်တင်တော်မူတတ်၏ဟာဒါလိုပြောရတည်းရတယ်အဲ့တော့អော်ရဲတဲ့ဘုရားသခင်ကိုဆုတောင်းတာပေါ့အဲ့တော့နာချင်းချင်းဝေဒနာခံစားရတဲ့ရင်ထဲမှာ စင်လုံးကျိုးပဲနေရတဲ့သူတွေသူတို့နဲ့ဖျားနီးတယ်လို့ပြောပါတယ်မိတ်ဆွေတင်ဟာဒီချိန်မှာဝန်းနဲ့ချီခွဲနေရတဲ့သူလားနာချင်းချင်းဝေဒနာကိုစင်လုံးထဲမှာခံစားနေရတဲ့သူဖြစ်ပါသလားအဲ့ဒါဆိုတော့တင်နဲ့ဖျားသခင်နီးတယ်တဲ့တင်ဘယ်တော့ငါ့ကိုခေါ်မလဲလို့ဖျားကစောင့်နေတယ်သူလိုပြောချင်တာဖြစ်ပါတယ်အဲဒါကြောင့်ဆာလ90 surprise 15မှာ အမှုရောက်သောကာလ၌ငါ့ကိုပတ္ထနာပြုလို့ငါသည်ကယ်လွတ်မည်။သင်သည်လည်းငါ့ကိုချင်းမွှေးရလိမ့်မည်လို့ပြောပါတယ်။အဲတော့ယဘကနော်ဒီနေ့ဘာဖြစ်လို့သူကထူဆန်းတာလဲတဲ့ဘုရားသခင်၌နော်ယဘသည်လည်းကိုရောသည်အကျွန်ုပ်ကိုအစဉ်ကောင်းချီးပေးတော်မူ၏ကျွန်ုပ်နေရာကိုကျယ်ဝန်းစေတော်မူပါအကျွန်ုပ်သည်ဘေးဥပ္ပတ် နှောက်ရက်ချင်းနဲ့ကင်းလွတ်ပါမည်အကြောင်းလက်တော်သည်အကျွန်ုပ်ဖက်၌နေ၍ကွယ်ကာဆောင်မတော်မူပါဟုဧသရေလအမျိုး၏ဘုရားသခင်ထာဝရဘုရားအားဆုတောင်းတိုက်တောင်းသောဆုကိုလည်းဘုရားသခင်ပေးသနာတော်မူ၏အဲ့တော့ယေဘကတော့ဆုတောင်းချက်၄မျိုးရှိပါတယ်အဲ့ဒီ၄မျိုးတိုင်းလည်းဘုရားသခင်ကပေးတယ်တဲ့ပေးတယ်ဒါကြောင့်တော့မမေဆွေဒီနေ့လူတွေဟာအခက်အခဲပြဿနာတွေရင်ဆိုင်ရပြီဆိုရင် ကိုယ်ကိုယ်လည်းအာကိုတတ်တယ်ကိုယ်ညာကိုယ်လည်းအာကိုတတ်ကိုယ့်ရဲ့စီးစိမ်ဥစ္စာကိုယ့်ရဲ့ပညာနော်အာကိုတတ်တယ်သို့မဟုတ်ကိုယ့်ရဲ့ရွှေမျိုးအပေါင်းအသင်းတွေသို့မဟုတ်ကိုယ့်ရဲ့ဆရာသမားတွေအတိမိတ်ဆွေတွေအာကိုတတ်တယ်ရဘကတော့နော်အာဖျားခင်ကိုအာကိုတယ်ဖျားခင်ကိုစားတယ်ဘယ်လိုတွေ့ရပါလဲထိုင်အောင်ဒီနေ့သင်ဟာရဘဆိုတဲ့နာမည်ကဲ့သို့နော်နာမည်ကဲ့သို့ဝန်내ကြည်ခွဲနေရတယ်တူလား ဝင်လေးပင်ပန်းနေရတဲ့သူဖြစ်ပါသလားနာချင်းချင်းဝေရနာခံစားနေရတဲ့သူဖြစ်ပါသလားဖြစ်တယ်ဆိုရင်တော့ဒီနေ့ကိုရောကငောက်ဆုတောင်းပါတဲ့ငောက်ခေါ်ပါငောက်အားကိုးပါလို့ပြောပါတယ်အဲ့တော့ဘုရားသခင်ကိုဆုတောင်းနေယုံကြည်ခြင်းနဲ့ဘုရားသခင်ကိုကိုးစားတယ်ဆိုတော့ဘုရားသခင်ကတင့်ကိုထူဆန်းတော်သူလို့တတ်မှာမှာဖြစ်ပါတယ်အဲ့တော့ယေဘကဘယ်လိုဆုတောင်းလဲဆိုတော့ ကျွန်တော်ကိုအစဉ်ကောင်းကြီးပေးတော်မူပါတောင်းကြီးအစဉ်မြဲကောင်းကြီးမြတ်သခင်စီတောင်းခံတယ်အဲ့ဒါယဘက်ကသူကောင်းလို့ထိုက်တန်လို့တောင်းတော်မူဘုရားသခင်ကောင်းတော်ကြောင့်ဘုရားသခင်ကျွန်တော်အစဉ်မြဲကောင်းကြီးပေးပါလို့ဆုတောင်းတာဖြစ်တယ်ဒီနေ့ဘုရားခင်ဘလောက်ကောင်းတယ်တပါတိသောသားတော်ယေရှုကတော်သူ့ကိုပေးထားတဲ့အတွက်ယေရှုငှက်နာမကိုအမိပြုတ်ပြီးဆုတောင်းမှာတောင်းမြတ်ငါပြိမယ်လို့ပြောတဲ့အတိုင်းယေရှုနာမကိုအမိပြုတ်ပြီးဆုတောင်းမှာ ်အစင်မြတ်ကောင်းကြီးပေးပါလို့တတတရှိတောင်းကြည့်ပါပြောချင်တယ်ကျွန်တော်ကျယ်ဝန်းစီပါကျွန်တော်ဤနေရာကိုကျယ်ဝန်းစီပါတဲ့တင်းနေတဲ့ဟာလာဟိုနေရာလေးတစ်ခုမှာပဲနော်တင်းမိသားစုအဝိုင်းဝန်းလေးမှာပဲကောင်းကြီးခံရဖို့မဟုတ်ဘူးဖျားပုံးထင်ရှားဖို့မဟုတ်ဘူးနော်တင်းအဖြစ်နေရာကမှာတင်းပဝန်းကျင်မှာနော်မြို့မှာဟို တိုင်းနိုင်ငံတွေမှာဖျားပုံးထင်ရှားဖို့အတွက်ဆွတ်တော်မှာကျေဝန်းစီပါနော်အဲ့တော့ one nation နာကျင်ချင်းရနေလွတ်မြောက်ပြီးတော့ဝမ်းမြောက်ဖို့အတွက်ဒီကုမီတာစုလေးမဟုတ်ဘူးပေါ့နော်ပတ်ဝန်းကျင်တစ်ခုလုံးကဘာတစ်ခုလုံးကျေပြန့်ဖို့အတွက်ဆွတ်တော်မှာဒါလိုပြောတာဖြစ်တယ်နော်အဲ့လိုဆွတ်တော်တယ်တဲ့သူကတော့အကျွန်တော်ဒီဘေးဥပ္ပနောက်ရှင်းနဲ့ကင်းလို့ပါမိအကြောင်းတဲ့အဲ့လိုဆွတ်တော်ဘေးဥပ္ပဒီနေ့ ဒီကာလမှာဘေးဘအမျိုးမျိုးရှိပါတယ်နော်အေးအဲဘေးအမျိုးမျိုးအတွက်ကျွန်တော်တို့ကနော်အဲ့ကလွတ်မြောက်ဖို့အတွက်ဤကတော့တိုက်အကြီးဆောက်ဖို့လည်းမဟုတ်ပါဘူးဒါလည်းလိုအပ်ပါတယ်လေနော်အုံးမြစ်ကောင်းကောင်းခြောက်ဖို့လည်းနော်လိုအပ်ပါတယ်တော့လည်းမလုံလောက်ပါဘူးဘုရားသခင်အကွဲကာတာလည်းလုံလောက်တယ်ထောရပြသည်အိမ်ကိုဆောက်တော်မူမူနဲ့ဆောက်တော်သူအချင်းကြီးဆောက်တယ်မြို့ကိုဆောက်တော်မူမူနဲ့ဆောက်တော်သူအချင်းကြီးဆောက်တယ် ်နေညမအေးပဲဆောင်းလဲအလကားပဲတဲ့ဒီတိုင်းမှာပဲဒီနေ့သင်လုတ်စရာရှိတော့လည်းလုတ်ပါတို့တော့အဲ့ဒါကိုအာမကိုပါနဲ့ဘုရားသခင်ကအာကိုပါဆူတောင်းပါနော်ကျွန်တော်ကွယ်ကားပါဘေးအမျိုးမျိုးကနေပြင်ပါလက်တော်ဒီကျွန်တော်ဖက်နဲ့နေ၍ကွယ်ကားဆောင်းမတော်မူပါနော်တဘာဝဘေးလုလုတ်ရက်ဘေးအမျိုးမျိုးကနေလဲဘာဖြစ်လဲနောက်ဆက်ချင်းကနေกินလို့ဖို့အတွက်กินလို့ဖို့အတွက် ကင်းလွတ်တယ်ဆိုတာကအနောက်ရှက်မခံရဘူးပြောတာမို့အဲ့နောက်ရှက်ကိုအောင်ဖို့စူတောင်းပါပြင်လဲနော်ဟိုကျွန်တော်ဖက်မှာနေပြီးတော့မှကျွန်တော်ကိုကြွယ်ကဆောင်းဆောင်းဆောင်းပါပါဆိုတော့မှစူတောင်းပါအဲ့ဒါဆိုရင်တော့တင်စူတောင်းသောစုကိုဖျားသခင်ကပေးมาဖြစ်ပါတယ်အဲ့ဒါဆိုတော့တင်ဟာထူဆန်းတော်သူလို့ဖျားသခင်ကတတ်မှတ်มาဖြစ်ပါတယ်ဘာဖြစ်လို့လဲတင်အဖြစ် ဖျားပုံးထင်ရှားမှာဖြစ်ပါတယ်ဒီနေ့ရပတ်ဆိုတဲ့နာကျင်ခြင်းဝေဒနာကိုခံရခြင်းဝမ်းနည်းကြေခွဲနေရခြင်းဆိုတဲ့လူဟာနော်ဖျားသခင်အထူးဆန်းတော်သူလို့တတ်မှတ်ပြီးခြင်းအဖြစ်ဖျားပုံးထင်ရှားစေတဲ့သူဖြစ်ခြင်းဟာဒီနေ့ကျွန်တော်လည်းဟောပြောနေတယ်တရားဟောတရားဟောစရာတော်တော်များများလည်းသူ့အကြောင်းဟောနေတယ်ဒါဖျားပုံးထင်ရှားခြင်းဖြစ်ပါတယ် တရားဟောဓမ္မမေဆိုတဲ့ဟာရဘုတ်ရဘတ်ဆိုတဲ့နာမည်ကဲသူတော်တော်ဖြစ်တယ်မိုင်တော့ဒီနေ့ဘုရားသခင်ကိုရွှေနာမအမည်ပြုတော့မှဆုတောင်းပါဒါဆိုတော့သင်ဆုတောင်းချက်ကိုဘုရားသခင်အပေးမှာဖြစ်ပြီးသင်ဟာထူးဆန်းတော်တော်ဖြစ်ခြင်းအဖြစ်ဘုရားဘုံသင်အဖြစ်ထင်ရှားလိမ့်မယ်လို့ခေါ်ပေးနေနေကုန်ချုပ်ပါတယ်ဘုရားသခင်နေသင်တော်အလုံးကောင်းချီးပေးပါစေတော့အာမင်